ကုသိုလ်ဘာဝနာလုပ်ငန်းရတဲ့နဲ့မမွေ့လျော်မပျော်ပိတ်မနှိမ့်ချခြင်းဘာမှတော့ပျော်နေလဲ။မနဲ့ပြောတယ်သမီးနဲ့ပြောတယ်တရားကြီးတွေအရွယ်ရတော့ကြီးနဲ့ပြောတယ်ဟုတ်တယ်မလား။ပစ္စည်းနဲ့ပြောတယ်။အဲ့ဒီလိုပြောစရာတွေနဲ့တဘုံကြီးသွားပြီးထိုင်ပြီးပြောနေတယ်။တကယ်သမတဝိပဿနာဘာဝနာလုပ်ငန်းရတဲ့အတော့မပျော်ဘူး။ပျော်တဲ့အချိန်တော့ရှိတယ်ဘယ်ခါလဲ။တတိတွေကအာနေပြီ။ န္ဒီကဖြူပြီးသွားရီကကြိုပြီးနားရီကထိုင်ပြီးခါရီကကန်းပြီးတောင်ဝိအဖို့ပြုပြီးတုံတုံကြီးနဲ့လာတဲ့အချိန်ကကြတော့မှဘာလုပ်တလဲကြောင်ကြောင်ကြောင်ကြကတ်လာပြီနော်ထွက်မယ်ထွက်မယ်နဲ့တပည့်တော်လည်းမထွက်ဖြစ်တော့ဘူးဗျာခုမှပဲရောက်တော့တယ်ဟုတ်တယ်အကြီးအကျယ်ကျင်းပြီးတော့လာတော့တာပဲအဲ့ဒီတော့ကျင်းပြီးကြောင်းနဲ့ကတ်လာတော့ကတကယ်သောက်ချပြီးအထုံနိုင်လေးလားအမထုံနိုင်ဘူးတကယ်ထိုင်လိုက်တော့ဘာဖြစ်လာလဲခါရီကကြိုက်တာနော် ကိုယ်လက်တွေကနာကျင်ကြိုက်ခဲလာတယ်အဲ့ဒီဒုက္ခဉာဏ်ချက်တွေကသိပြီးပြင်းထန်လာရင်လည်းခန္ဓာကိုယ်ကမတောင့်တင့်တဲ့အတွက်ဗမာတိဖြစ်ဖို့ရခင်းရင်လာပြန်တယ်နော်ဒါဗမာတိဖြစ်ဖို့ဒီပင်တော်တော်လေးခင်းရင်လည်းဆိုတော့ဗမာတိကိုအခြေခံပြီးကုရမဲ့ဝိပဿနာစခန်းနေမှာပို့ပြီးခက်ခဲမလာဘူးလားသိခက်ခဲလာပြီဒါကြောင့်ငယ်တုံးရွယ်တုံး လုံးနဲ့တမ္မာပြင်အခါတုန်းကတော့တမထဝိပဒနာဘာဝနာလုပ်ငန်းရတ္တိမှာမွေ့လျော်ပျော်ပိုက်နှိမ့်ချိန်မှုမရှိခဲ့ဘူး။ဒါနဲ့ပြောသမီးနဲ့ပြောဇနီးနဲ့ပြောမီးနဲ့ပြောတယ်နော်။မမထဝိပဒနာဘာဝနာလုပ်ငန်းရတ္တိမွေ့လျော်ပျော်ပိုက်နှိမ့်ချိန်ပါတယ်လို့ရွေးချယ်လိုက်တဲ့အချိန်ကြတော့လေတက်တန်းကဂုံနေကြပြီ။ကောင်းသေးလား။ဒီမကောင်းဘူးနော်။ဒီတော့တက်တန်းမကုံငင်လေးမှမွေ့လျော်ပျော်ပိုက်နှိမ့်ချအောင်မိမိတို့ရဲ့အစိတ်ကိုမိမိတို့ဆုံးမဖို့မလိုဘူးလားလိုနေတယ်နော် အဲဒါနံပါတ်1သမထဝိပဿနာဘာဝနာလုပ်ငန်းကုသိုလ်ရေးလုပ်ငန်းအရရတုတ်နိုင်မှုလျော်ပြောပိုက်နှိမ့်ဆိုင်မှုမရှိခြင်းအဲဒီလိုမပြောပိုက်ခြင်းဟာလေဌိနမိတ်တဖြစ်ဖို့ရန်အတွက်နှလုံးသွင်းမှားတာပဲနော်နှလုံးသွင်းမှားနေလို့မှုလျော်ပြောပိုက်နှိမ့်ဆိုင်မှုမရှိတာကဘယ်လိုနှလုံးသွင်းမှားနေတယ်လဲကရဝတိမှာကိုနီးကိုဟနဲ့ကိုနှလုံးသွင်းမှားပုံနဲ့အမျိုးမျိုးတော့ရှိလိမ့်မယ်နော်အထူးသဖြင့်မြမကြီးမှာ နည်းနည်းလေးငဲခြင်းအခါတည်းကကျွဲ့နေတဲ့အစွဲလေးတခုတော့ရှိတယ်ဗျာလေပထမအရွယ်မှာပညာရှာရမယ်ဒုတိယအရွယ်မှာစီးပွားရှာရမယ်တတိယအရွယ်ကျမှဘာဝနာရှာရမယ်အဲ့ဒီအစွဲအလံတခုမှားတယ်နော်ဘာဖြစ်လို့လဲပထမအရွယ်ဒီဘာကိုပဲလုပ်လို့အကောင်းဆုံးအရွယ်တခုဖြစ်ပါတယ်နော်ဒါနကိုပဲပြုပြုသီလကိုပဲပြုပြုဘာဝနာကိုပဲပြုပြု ဘယ်ဘာဝနာလုပ်ငန်းကိုပဲပြည့်စုံပြောထောင်ပြောထောင်အကောင်းဆုံးအရွယ်ဖြစ်တယ်။အဲ့ဒီအကောင်းဆုံးအရွယ်မှာအကောင်းဆုံးလုပ်ငန်းကိုမလုပ်ဘဲအညံ့စားဖြစ်တဲ့လုပ်ငန်းကလေးကိုသွားပြီးကြိုးစားလိုက်တော့အကောင်းဆုံးဘာဝနာလုပ်ငန်းရည်ကြီးတစ်ခုပြုလုပ်ရမယ်အချိန်ကကြတော့ခုနကခါရိကအကန်ကြီးနာရိကအထိုင်ကြီးဆန်းနေကဆိုသွားရိကကြိုးအစားလို့ကလည်းမဝင်အိတ်လို့ကလည်းမပြောတဲ့အချိန်ကကြမှာတရားခွင်နဲ့ရောက်လာတော့စိတ်ရှိလက်ရှိအထုံနိုင်သေးလား အာမထုတ်နိုင်ဘူးထုံးရှိပါတယ်တခါကြီးတွေကြားဖို့ကြမယ်နော်နာမည်ကျော်ဖြစ်တဲ့မဟာဒနတတိသတို့နော်ခြေတရအခါပြီပါရဝဲကုတွေကျေတာတတိသလှင်နော်ဖတ်စာဥက္ကိတွေမှာဆုံးမထားမိဘတွေကဂရေ80ကျော်ဝကြတဲ့မိဘနှစ်ဦးတို့ရဲ့သားနဲ့သမီးပဲသမီးဘက်ကလည်းဂရေ80သားဘက်ကလည်းဂရေ80ဟိုဘက်ကချွေးမဘက်ကအောင်နော် ဒီနှစ်ဥကိုလက်ထပ်ပေးပြီးတော့အဆိုးအကလောက်ပဲသင်ပေးတယ်။အကြဉျဉျာအတ္တဉာဏ်တစ်ခုကိုသင်ပေးမယ်။ရုပ်စွာအဆုံးကဏ္ဍအတ္တသင်ပေးမယ်ဆိုရင်ရှိခေယဉ်ကျေးမှုအရာကတော့လက်ချိုးပြီးတော့ကဏ္ဍကရည်တွက်ရတယ်နဲ့တူပါတယ်။အဲဒီလိုလက်ချိုးပြီးကဏ္ဍကိုရည်တွက်တဲ့အတ္တဉာဏ်ကိုသင်ပေးလိုက်ရင်ငါသားလေးလက်တည်ညှိုးကြည့်ရဲ့ညှိုးမခံနိုင်ဘူး။အဲဒါကြောင့်အဆိုးအကအတ္တိမဟုတ်တော့ပဲသင်ပေးတယ်။ဒီဂရေ80နှစ်ဖက်သောဂရေပေါင်းလိုက်တော့ဂရေ160လောက်ရှိတယ်။ ဒီပစ္စည်းဥစ္စာတွေဘယ်လိုမှစားလို့မကုန်နိုင်ဘူးဆိုပြီးတော့စီးစိမ်ဥစ္စာတွေပုံအပ်ပြီးမိဘတွေကွယ်လွန်သွားကြတယ်နော်သုံးလိုက်တာသုံးလိုက်တာနောက်ဆုံးကုန်ပြီနော်ကုန်လိုက်တော့အရွယ်သုံးပါလွန်ပြီးနောက်ဆုံးခွက်ဆွဲပြီးတော့ခွက်လက်ဆွဲပြီးတောင်းစားရတဲ့ဘုရားရောက်တော့တစ်ချိန်ဥစဉ်တို့ရေတွန်ကြောင်းလိုက်တော့မြတ်စွာဘုရားတီထောင်ဖန်တီးပြီးတဲ့အချိန်ခါလောက်အလှခံပြီးတဲ့အချိန်ခါလောက်လို့ယူဆရပါတယ်နော်ဇနီးမောင်နှံတို့ကရေတွန်ကြောင်းတဲ့ ်တန်ဃာတော်များဆန်းဆရာဖြစ်တဲ့ဆန်းဆရာလေကတဲ့လေကခုံလေးမှလာပြီးတော့ထိုင်နေတယ်လေကားလေးမှာဒီသတိမောင်နှံနှုတ်ကရည်ရွယ်ချက်ကတော့တန်ဃာတော်များဆန်းလေးမြန်ပို့လို့ရှိရင်လည်းစွန့်ကျဲလီမလားဆိုတဲ့မျှော်လင့်ချက်နဲ့ထိုင်ပြီးတော့စောင့်နေခြင်းဖြစ်တယ်ထိုချင်းကမန်မြတ်စွာဘုရားကထိုသတိမောင်နှံကိုကြည့်ပြီးတော့ပြုံးရတော်မူတယ်ပြုံးရတော်မူရခြင်းရဲ့အကြောင်းကိုရှင်နန္ဒမထေရမြတ်ကလျှောက်ထားတော်မှာဒီသတိမောင်နှံနှုတ်မှာ လူဘောင်လူလောကကိုသူတို့ဟာအတိညာတံဝေကတွေရလို့ပထမအရွယ်မှာပေါ့နော်။ဘယံတီတံလူဘောင်ကိုစွန့်ခွာပြီးတော့ဘယံမထောင်တဲ့ယဟန်ဘောင်ကိုဝင်ရောက်ပြီးရှင်းပြကြမယ်ဆိုရင်အမျိုးသားကယဟန်နဲ့ဖြစ်နိုင်တယ်။အမျိုးသမီးကအနာဂံဖြစ်နိုင်တယ်။ဖြစ်နိုင်တဲ့မျိုးစေ့ကောင်းတွေပါနေတယ် အကြေအယံတိတံလူဘောင်ကိုရှောင်ခွာပြီးတဏ္ဍာဘောင်ကိုဝင်ရောက်ပြီးရှင်မပြုတ်လို့လူလောကမှာကုံသွဲခြင်းလဲလုံခြင်းစတဲ့ကောင်းရာကောင်းချောင်းလုံငန်းရတ္တိကိုပြည့်စုံကြမယ်ဆိုရင်ဒီမာရဏတိမြို့မှာနံပါတ်1တတိယဓုကိုဖြည့်နိုင်တယ်နော်ကောင်းပြီပထမအယွယ်မှာတတိတံဝေကမရလို့ဒုတိယအယွယ်မှာတတိတံဝေကရပြီးတော့အယံတိတံလူဘောင်ကိုစွန့်ခွာပြီးအယံမထောင်တဲ့ယဟန်ဘောင်တို့ဝင်ရောက်ပြီးရှင်ပြုတ်ကြမယ်ဆိုရင် အမျိုးသားကအနာဂတ်ဖြစ်နိုင်တယ်အမျိုးသမီးကတဂါရကံဖြစ်နိုင်သေးတယ်။ညော့မသွားဘူးလား။ညော့သွားပြီနော်။ကဲကောင်းပြီ။အယတိတံလူဘံကိုမစွန့်ခွာနိုင်လို့လူလောကမှာပဲဘုံသွေချင်းလေလုံချင်းစတဲ့ကောင်းတဲ့လုပ်ငန်းရတ္တကိုစနစ်တကျပြုစုပြောင်းထောင်ပြီးလုပ်ကြမယ်ဆိုရင်ဒုတိယတန်တတိယဓုတော့ရှိနိုင်တယ်။တစ်ဆင့်ညော့သွားပြီနော်။ကဲကောင်းပြီဒုတိယအယွယ်မှာတတိယတံဝေကမရလို့တတိယအယွယ်မှာတတိယတံဝေကရလျက် အရာတိတော်လူပေါင်းစွန့်ခွာပြီးသာသနာပေါင်းကဝင်ရောက်ပြီးရှင်ပြုကြမယ်ဆိုရင်အမျိုးသားကတက္ကရာကအမျိုးသမီးကသောတာပန်ဖြစ်နိုင်သေးတယ်။ရော့မတော်ဘူးလား။ရော့သွားတယ်။တတ္တိယအယောချက်မှပညာရှာခြင်းနဲ့လူတွေအတွက်တန်ဖိုးသိပြီးရော့မတော်ဘူးလား။ရော့သွား။ယဟန်နိုင်ဖြစ်နိုင်တဲ့မျိုးစည်ကြီးအမကောင်းတော့နော်။ဘာဖြစ်လို့လဲ။မိုးတက်သွားတာမိုးတက်သွားတာနော်။ဘာဖို့တွေတက်လဲ။ခုနကကာမေသန္တနိရဏဆိုတဲ့မိုးတွေကတက်သွားပြီ။ ညာဘာဒနိဝရဏဆိုတဲ့မှုတွေကတက်သွားတယ်။ခိနမိတ်တနိဝရဏဆိုတဲ့ကိလေသာမှုတွေကတက်သွားတယ်။ဒီကိလေသာမှုကပြန်ဆင်းပြီးချွတ်တဲ့အခါမှာလွယ်လွယ်နဲ့ချွတ်လို့ရလား။မရဘူးရတယ်ဆိုတာဒီကကြီးတွေသိပါတယ်နော်။ဘုန်းကြီးတွေဘက်ကတော့ပြောတာလွယ်တယ်၊ခြေထောက်နဲ့ကံပခက်ပါလားလို့ပါဇက်ကတော့ပြောတာပဲ။ဒီကကြီးတွေဘက်ကတကယ်ကံမယ်ဆိုတော့ကံရပါမလား။မလွယ်ပါဘူး။အဲ့ဒါဘာဖြစ်တာလဲ။မှုတက်တယ်မှုတက်တယ်နော်။ ရတမဲ့ရတခုရမယ်မျိုးစီလေးတွေကိုမှုတက်ခံရတဲ့အခါကျတော့ဒီကိလေသာမှုတွေကိုစစ်ကြောတဲ့လုပ်ငန်းခွင်ဟာမန်တုံးကိုအပ်ဖြစ်အောင်တွေးတဲ့လုပ်ငန်းခွင်မျိုးဖြစ်တယ်။အသက်အရွယ်ကြီးတဲ့အခါကျမှလာပြီးဒီတန်တုံးကြီးကိုအပ်ဖြစ်အောင်တွေးတော့ဟောဟဲဟောဟဲနဲ့မောနေတာနဲ့ပဲအချင်းကုန်သွားလိမ့်မယ်ဟုတ်တယ်မလား။ကဲကောင်းပြီ။ခုတော့ဒီဇနီးမောင်နှံနှစ်ဦးကဘာဖြစ်နေလဲ။ အနန္တသူတို့နှုတ်ဇိရိမောင်နဲ့နှုတ်ကအရွယ်သုံးမှလွန်သွားကြပြီနော်ဘုရားရှင်နဲ့မတွေ့ဘူးမဟုတ်တွေ့တွေ့တဲ့ချိန်ကမှအရွယ်သုံးမှလည်းလွန်သွားပြီအိုမင်းမဆွမ်းဖြစ်နေပြီနေခါကာလမှာအိမ်ဘက်ကအမတန်ရည်တည်နေတဲ့အိမ်ဘက်ကလေးတွေမှာကြက်စားနေတဲ့အတောင်ကျိုးနေတဲ့ရိုးကြငှက်ကြီးနဲ့တူနေကြပြီနော်ဒီရလဲခံတော့မဲငါးတွေကလည်းကုန်းလောက်ဖြစ်သွားပြီနော်အတောင်ကလည်းကျိုးနေတော့ပြန်ကလည်းမပြနိုင်တော့ဘူး အဲ့ဒီပုံစံအတိုင်းပဲဒီသတိမောင်သာဖြစ်နေတော့ဘုရားထုံးချင်းကမှတရားဟောရင်မကြွနိုင်တဲ့အတွက်မဟောတော့ဘူးအရတဖုန်ရနိုင်တဲ့မျိုးစေ့တွေမှုတက်ခံရတာအလုံးဆုံးမသွားဘူးလားဆုံးသွားတယ်နောက်ထပ်ဘယ်တန်တရာခီးမှဘယ်ဖျားနဲ့ဆုံးမယ်ဆိုတာအတိအကျမပြောနိုင်သေးဘူးနော်ဒါကြောင့်ပထမအရွယ်မှာပညာရှာဆရာကတော့ခက်ကပြောတဲ့ပညာကဒီလောကုတ္တရာပညာကိုပြောလို့ရင်မဟုတ်ဘူးသူတို့ကအိမ်တော်သမွေလုပ်ငန်း ကွင်အတွက်သူမြတ်တန်တမီကိုကရုံးမြောက်အောင်ကြိုက်ပြီးလှုပ်ကျွေးနိုင်တဲ့ပညာကိုအရှာခိုင်းတာပထမအရွယ်ဒုတိယအရွယ်မှာကရုံးမြောက်အောင်ကြိုက်ပြီးတော့အဲ့ဒါလှုပ်ကျွေးပြီးတော့အစည်းအဝါရှာတော့တတိယအကျွယ်အရွယ်ကြတော့မှဘာဝနာပွားရမယ်ဆိုတဲ့ဒီအစွဲလေးကအရှိနော်ပထမအရွယ်ဒီဘာပဲလှုပ်လို့အကောင်းဆုံးမဖြစ်ဘူးလားဖြစ်တယ်ဒါနပဲပြုတ်ပြုတ်သီလပဲဆောက်ဒီဆောက်ဒီဘာဝနာပဲဆောက်ဒီဆောက်ဒီအကောင်းဆုံးအရွယ်တန်ဖို့အရှိဆုံးအရွယ် ထွန်ရွယ်မတန်ဖို့အရှိဆုံးဖြစ်တဲ့ပိဿုဗန္ဒန္ဒရာနှစ်ဖြာအတွက် ကောင်းစားရင်မှအရေးအကြီးဆုံးဖြစ်တဲ့ပညာတွေကိုရအောင်ပြည့်ပြည့်ဝဝစုဆောင်ထားမယ်ဆိုရင်ထိုပုဂ္ဂိုလ်အတွက်ဒီဘဝမှလည်းထောက်ရတရားရနိုင်တဲ့သန္ဒရာရှိမှလည်းထောက်ရတရားရနိုင်တယ်